င်္ဂလာပါရှင်။ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အင်းတော်မြို့ဂျပန်လိုင်ကူစကန်ကုန်းကနေထွက်ပြေးသွားတဲ့တပ်မ89တပ်မမှုဗိုလ်မှူးချုပ်အောင်တပ်ဦးကို MOD လောက်ခံတပ်တွေက အရှင်ဖမ်းဆီးရမိပါတယ်။ရှမ်းပြည်နယ်ဖလန်းတွင်တစ်ခုလုံးကိုအပြည့်အစုံသိမ်းပိုက်ရရှိပြီးလို့ချင်းညင်အောင်တပ်ဖွဲ့ကကြေညာလိုက်ပြီးတီးတိမ်မြို့ကိုဆက်လက်ချီတက်မဲ့တဲ့တွင်ပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့စကိုင်းတိုင်းအင်းတော်မြို့ဂျပန်လှိုင်ကူစကန်ကုန်းကနေထွက်ပြေးသွားတယ်တက်မ80ခွန်တက်မမှုဘုံမှုကျအောင်သက်ဦးကိုအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကာကွယ်ဝင်ချနာ MOD လောက်ကပြည်သူကာကွယ်တပ်တွေကအရှင်ဖမ်းဆီးရရှိထားလို့သိရပါတယ်ဧပြီလ8ရက်နေ့မှာအင်းတော်မြို့ဂျပန်လှိုင်ကူစကန်ကုန်းကနေထွက်ပြေးသွားတယ်တက်မ80ခွန်တက်မမှုဘုံမှုကျအောင်သက်ဦးကို လန်ခရီးတနေရာမှာပြည်သူ့ကာကွယ်တပ်တွေကဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးရရှိခဲ့တာဖြစ်ပြီးလက်တလုံးမှာတော့အခြေအနေအသေးစိတ်ကိုထုတ်ဖော်ပြောဆိုလို့မရသေးဘူးလို့တော်လန်သတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကို ရှင်းပြပါဗါဘုံမှုချုပ်အောင်သက်အိုးဟာစစ်တပ်ကတော့အပတ်စဉ်၄၀နှစ်ကြောင်းစင်းဖြစ်ပြီးတပ်မ89တပ်မမှုဖြစ်ခင်က ကော်ပေါင်းတက်နယ်ရဲ့စစ်ဗျူဟာမှုအဖြစ်ဗိုလ်မှူးကြီးရာဦးနဲ့တာဝန်ထမ်းဆောင်ခဲ့သူတူလည်းဖြစ်ပါတယ်။ဧပြီလ9ရက်နေ့ညပိုင်းအချိန်ကစကိုင်းတိုင်းအင်းတော်မြို့နယ်ကစစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ဂျပန်လိုင်ကူစခန်းကအမှတ်89တက်မှမှုဗိုလ်မှူးချုပ်အောင်သက်ဦးဟာစခန်းကိုစွန့်ခွာထွက်ပြေးသွားခဲ့တာကြောင့်အင်းတော်မြို့နယ်တစ်ခုလုံးကိုအပြစ်သက်သိမ်းပိုက်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ အဲ့ဒီအင်းတော်မြို့တဲတိုက်ပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝင်ထင်တာအမတ်တစ်စစ်ဒေသရဲ့အစီအစဉ်နဲ့တိုက်ခိုက်တာဖြစ်ပြီးရှစ်လကျော်အကြာဆင်နဲခွက်ပြီးရဲ့နောက်မှာအပြည့်သက်သိမ့်ပတ်ရရှိခဲ့တာလည်းဖြစ်ပါတယ်။အင်းတော်မြို့တဲတိုက်ပွဲမှာစစ်ကောင်စီတပ်ရဲ့ဟာဝေဇာနှစ်လက်120မမနှစ်လက်အပါအဝင်လက်လက်ကြီးလက်လက်ငယ်နဲ့ခရမ်းမိကြအမြောင်များကိုတိမ့်ပိုက်ရရှိခဲ့လို့လည်းအန်ယူဂျီကတရားဝင်သတင်းထုတ်ပြန်ထားပါရဲ့ရှင်။ ချင်းပြည်နယ်ရတဲ့ရင်တပုတ်ကိုတက်ဆက်ပေးကြပါရစေ။ချင်းပြည်နယ်ဖလန်းမြို့နယ်တစ်ခုလုံးကိုအပြည့်အသက်တိုက်ခိုက်သိမ်းပိုက်ရရှိပြီလို့ချင်းညီနောင်တပ်ဖွဲ့ကတရားဝင်ကြေညာလိုက်ပါရစေ။ချင်းညီနောင်စစ်စင်ရေးတပ်ဖွဲ့ကဧပြီလ9ရက်နေ့မှာစစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်တရင်ခရရ268ကိုအပြည့်အသက်သိမ်းပိုက်ကဖလန်းမြို့နယ်တစ်ခုလုံးကိုစစ်ကောင်စီကင်းစင်နေမြေဖြစ်ဖော်ဆောင်နိုင်ခဲ့ပြီလို့လည်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။အဲဒီလိုဖလန်းမြို့ကိုအလုံးစုံသိမ်းပိုက်ပြည့်တဲ့နောက်မှာ တီးတိမ်မြို့ကိုဆက်လက်ချီတက်မယ်လို့လည်းချင်းမျိုးသားကာကွယ်တပ် CNO CNDF အထွေထွေတွင်ရင်မူဆလိုင်းဝီလျံချင်းက ပြောပါတယ်။အဲဒီလိုတီးတိမ်မြို့ကိုဆက်လက်ချီတက်ရမှာ ပိုပြီးတော့စ조사အထုတ်ဖို့လိုအပ်ပြီးမြို့သိမ်းရတာထဲထိရတာဟာခက်ခက်ခက်ခဲလောက်ရတာဖြစ်တဲ့အတွက်စစ်ပုံကြတဲ့အမိန့်နာခံမှုရှိတဲ့ professional army ဖြစ်အောင်စ조사ရမယ်လို့လည်းသူကဆိုပါတယ်။အခုအောင်မြင်မှုဟာ ဖက်လန်းပြည်သူလူထုတွေမဟုတ်ပဲအဖိနှိတ်ခံပြည်သူလူထုအားလုံးရဲ့အောင်မြင်မှုဖြစ်တယ်လို့လဲဆလိုင်းဝီလျံချင်းကပြောပါတယ်အခုဖက်လန်းမျိုးသိန်းတိုက်ပွဲမှာစစ်ကောင်စီရဲ့လက်နက်ကြီးတွေအပါအဝင်လက်နက်ခရံအမြောက်များနဲ့ငွေချင်းများစွာကိုလည်းတင်ပတ်ရရှိခဲ့လို့လဲသိရပါတယ်ဖက်လန်းမျိုးကို2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကနေစတင်ပြီးချင်းညီနောင်စစ်စင်ရေး operation cb ဖြစ်ထိုးစစ်စင်တိုက်ခတ်ခဲ့ရမှာစစ်ကောင်စီတပ်ကဖလန်းမျိုးမကြစေရေးအတွက် ရှင်ရင်ခလာရ268တရင်အင်အားအပြင်2024ခုနှစ်ဒီဇင်ဘာလကခလာရ89ကစစ်ကိုအင်အား100ဝန်းကျင်နဲ့2025ခုနှစ်မတ်လမှာတက်မ89လောက်ကခလာရ361ကစစ်ကိုအင်အား100ခန့်နဲ့အင်အားအကျဉ်းချင်းဖြစ်တင်းခဲ့တာဖြစ်ပြီးလေကြောင်းတက်ခတ်မှုအကျိန်ပေါင်း1000ကျော်နဲ့အပြင်းထန်ခုခံခဲ့တယ်လို့ချင်းညီနောင်စစ်စီရေးတပ်ဖွဲ့ကပြောပါရရှင်။ ရှမ်းပြည်နယ်သတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ KIO နဲ့ PSL TNL တို့ကြားမှာနေမြေအငင်းပေါင်းမှုတွေနဲ့ပတ်သက်ပြီးညှိနှိုင်းဆွေးနွေးမှုတွေစတင်နေပြီလို့ KIO ဒုတိယဩဂရဒုတိယဗိုလ်ချုပ်ကြီးကွမ်ဘော်ကလူမှုကွန်ရက်ကနေအသိပေးထားပါရယ်။ဧပြီလ9ရက်နေ့က သူ့ရဲ့လူမှုကွန်ရက်ဆက်မျက်နှာကနေတဆင်မြစ်တာရက်ခန့်ခြင်းခေါင်းစဉ်နဲ့အသိပေးထားတာဖြစ်ပြီးဒေတာရင်းကပြည်သူတွေနဲ့မီဒီယာတွေအနေနဲ့အပြုသဘောဆောင်တဲ့ကူညီမှုတွေကိုပံ့ပိုးပေးကြဖို့မြစ်တာရက်ခန့်ထားတာလည်းဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကိုက်ခိုင်မန်တုံနန့်ခမ်းမုံမိတ်စတဲ့မြို့နယ်တို့မှာ KIO KIA နဲ့ PS Celebrity NL တို့အကြားမှာနေမြေအငင်းပွားမှုတွေဖြစ်ပွားခဲ့ရမှာအောက်ခြေတက်ဖွဲ့ဝင်အချင်းချင်း ထိုးကျိတ်ရန်နက်မှု ဖြစ်တဲ့အထိတဖြည်းဖြည်းပြင်းထန်လာနေရလဲဖြစ်ပါတယ်ရှင်။ဇကန်းတိုင်းသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။ဇကန်းတိုင်းဝင်းသူမြို့နယ်နန်ခမ်းရွာကိုအကြမ်းဖက်စစ်တပ်ကလင်းနဲ့နှစ်ကျိတ်ဘုံကျဲတက်ခတ်ရမှာကလေးငယ်တွေအပါအဝင် ပြည်သူ20ကျော်ဟာတေဆုံးကြကနဦးသိရှိထားတယ်လို့ calling info ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရစေ။ဧပြီလ9ရက်နေ့မွန်လွယ်3နိုင်လောက်က ဝန်းသူမြို့နယ်နန်းခမ်းရွာကိုအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့ဘုံကျဲတိုက်ခတ်ခဲ့တဲ့အတွက်ညနေ6နာရီလောက်မှာလေကြောင်းကနေထပ်မံဘုံကျဲတိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။ Jet ဖက်စစ်တပ်ရဲ့လေကြောင်းကနေဘုံကျဲတိုက်ခတ်မှုအတွက်ခလင်းငယ်တွေအပါအဝင်ပြည်သူ20ကျော်ဟာသေဆုံးခဲ့ရလို့ကနေဦးသိရှိထားပြီးတေဆုံးသူအရေးအတွက်အတိအကျကိုထပ်မံစုံစမ်းနေစေဖြစ်တယ်လို့ Calling Info ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့မွန်ပြည်နယ်မော်လမြိုင်မြို့ပေါ်မှာပြည်နယ်ကောင်စီနဲ့စစ်တပ်ကပူးပေါင်းကလောင်ကစားဝိုင်းတွေကိုတရားဝင်အကြီးအကျယ်ဖွင့်လှစ်ထားပြီးအဲ့ဒီလောင်ကစားဝိုင်းတွေစီကနေလဲအကောက်ကြီးဖြစ် ကျပ်သိန်း300အထက်မနည်းရရှိနေတယ်လို့မော်လမြိုင်မြို့အခြေစိုက်ထွေးအုပ်သတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မလာနှောင်းပိုင်းကနေစတင်ကမော်လမြိုင်မြို့တိရိမြန်ရက်ကွက် Grand မော်လမြိုင် Shopping Mall ဘေးမှာလောင်ကစားဝိုင်းတွေသာတည်တံ့ပါဝင်တဲ့ညာစေးပုံစံပွဲတော်ကြီးကိုပြည်နယ်စစ်ကောင်စီစစ်တပ်ရဲနဲ့ထွေးအုပ်ဦးစီးဌာနတို့ကဖွင့်လှစ်ခဲ့တာဖြစ်ပြီးသက်ဆိုင်ရာရက်ွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ပြည်သူစစ်တွေက လုံခြုံရေးယူပေးက အကောက်ကျေးတွေကောက်ခံနေတာလှုပ်ဆောင်နေတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။လောင်ကစားဝိုင်းတွေစီကနေအကောက်ကျေးဖြစ်တညကိုငွေကျပ်သိန်း300ကျော်ရရှိနေပြီးရရှိနေတဲ့ငွေကျေးကိုလည်းအဖွဲ့အစည်းတွေအားလုံးကြားခွဲဝေယူဆောင်ကြရလို့လည်းသိရပါတယ်။အဲ့ဒီလောင်ကစားဝိုင်းပွဲတော်မှာဖြောပြပွဲအချို့စီစဉ်ထည့်သွင်းထားပေမဲ့လည်း ကြီးစုသူမရှိပဲလမ်းကစားဝိုင်းတွေမှသာကြိတ်ကြိတ်တို့လူစီကားနေရလို့လည်းဒေသပြည်သူတို့ကပြောပါရယ်လက်ရှိသိရှိထားတဲ့အချက်လက်တွေအရအဲ့ဒီလမ်းကစားဝိုင်းပွဲတော်ကိုညစဉ်လာရောက်လမ်းကစားသူတထောင်ဝန်းကျင်ခန့်ရှိပြီးလမ်းကစားနဲ့လှက်ပတ်နေတဲ့ငွေကြေးပမာဏမှာလည်းအ ਨੇ စုံငွေကျပ်သိန်းရာခိုင်နှုန်းကနေသိန်းထောင်ခန့်အထက်မှာရှိနေလို့လည်းသိရပါရယ်ရှင် ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးတာပါကြည့်ရှုပေးတော့ကျေးဇူးတင်ပါတယ်ရှင်ကျေးမညပါ